ရဲတွေသွားရောက်တဲ့အချိန်မှာတော့သူတို့က Brian Walsh နဲ့တွေ့ခဲ့ပါတယ်။ Brian Walsh ကိုသူ့မိမအကြောင်းမေးကြည့်လိုက်တဲ့အခါမှာတော့ Brian Walsh ကပေါ့နော်။ဟုတ်တယ်ငါမိမအန်နာကဇန်နဝါရီလ1ရက်နေ့မနက်6နာရီလောက်တည်းကသူ့အလုပ်ကိစ္စနဲ့ခရီးသွားစရာရှိရဲဆိုပြီးတော့ Uber တက္ဆီခေါ်ပြီးတော့ထွက်သွားလိုက်တာပေါ့နော်။အဲ့ဒီနေ့တွေကငါနဲ့လည်းအဆက်အသွယ်မရတာပါဆိုပြီးတော့ပြောပြတယ်။ဒါပေမဲ့မထူးဆန်းအောင်လားဒီမိမတစ်ယောက်လုံး 3ရက်ပေါ့နော်4ရက်မြောက်နေ့အထိအဆက်အသွယ်မရတာသူကအေးအေးဆေးဆေးနဲ့ပဲပြန်ဖြေတယ်အေးအေးဆေးဆေးနဲ့ပဲနေနိုင်လုံးနဲ့အမှန်ဆိုလို့ရှိရင်သူကိုယ်တိုင်ကရဲစခန်းကိုဖုံးဆက်ပြီးတော့အကြောင်းကြားတင်တာကွာဒါပေမဲ့သူကအိမ်မှာပဲအေးအေးဆေးဆေးနေနေခဲ့ပါတယ်နောက်ပြီးတော့ရဲတွေကသူတို့အိမ်ကိုသွားတဲ့အချိန်မှလည်းပေါ့နော်အိမ်ရှိမှထိုးထားတဲ့ Brian Wash ရဲ့ကားကိုတွေ့ခဲ့ရတယ်သူ့ရဲ့ကားကဘလို့အချိန်နေရှိနေလဲဆိုတော့သူကဒီ ကားရဲ့အနောက်ခံမှာရှိရဲ့ခရီးသက်ထိုင်တဲ့ခုံတွေအကုန်လုံးကိုခောက်ထားတယ်ပေါ့နော်ပြီးတော့အိုက်ပေါ်ကနေပြီးတော့အခင်းတစ်ခုကိုဖြန့်ခင်းထားတယ်